အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေးကင်းကြပါစေ2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့နေ့ကမိုင်အတွက်မြို့ဥစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပေးရစီခင်ဗျာဒီကနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီ concrete မောင်းမရွာတိုက်ပွဲမှာစစ်တပ်ကအကြမ်းဆုံးများပြီးတော့တပ်ပြန်ဆုံနေရပါတယ် နောက်ပြီးတော့ဗရန်ဂုံကြီးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့လေကြောင်းကအပြင်းထန်ပစ်ကူပေးပြီးတော့ဒီနိုင်ရကန်ကိုခဲရန်ထောက်ပို့နိုင်ဖို့လဲစစ်ကောင်စီကကြိုးစားနေပါတယ်ပြီးတော့မြန်မာစစ်တပ်ရဲ့အယောင်ပြရွက်ောက်ပွဲကိုရှုံချဖို့မြမရေးအထူးကိုယ်တည်းခန့်အပ်ဖို့နဲ့မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေကိုပံ့ပိုးဖို့အမေရိကန်လွှတ်တော်အမတ်၄ဦးကသမ္မတထရန့်အစိုးရကြီးကိုတောင်းဆိုလိုက်တယ်လို့ဆိုပါတယ်ခင်ဗျာ နောက်ဗမောမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ KIO ကလက်လွတ်ရတဲ့နေရာမရှိဘူးလို့ဆိုပါတယ်။ပြီးတော့ဗမောမျိုးအတွင်းဝင်ဖို့ကြိုးစားနေတဲ့စစ်တပ်ကအထိနာနေတယ်လို့ဆိုပါတယ်။ပြီးတော့ကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကို AA ကပြန်လည်သိမ်းပိုက်လိုက်ပါတယ်ခင်ဗျာ။ဒီသတင်းတွေကိုစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဆုံးသတင်းအနေနဲ့ကရင်ပြည်နယ်ကကော့ကရိတ်နယ်ကတိုက်ပွဲအခြေအနေကိုစတင်တင်ပြကြပါမယ်။ ဒီ KNU ကမြို့သားစီယုံတက်မှာ6နယ်မြေကော့ကရစ်မြို့နယ်တောင်ပိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုမောင်းမရွာမှာတုံလိုင်းတပ်တွေကဖြတ်တောက်တိုက်ခိုက်တာမှာဒီစစ်တပ်ကအကြဆုံးပုံများပြီးတော့တပ်ပြန်ဆုတ်သွားတယ်လို့မြေပြင်စစ်ရေးတရင်အရင်းမြစ်တွေကပြောပါတယ်ခင်ဗျာဒီစစ်တပ်ကကော့ကရစ်ကြိုက်တုံလမ်းပိုင်းနဲ့ဒီရေကြော်ကြီးရွာဘက်ကစစ်ကြောင်းတွေတပ်ဖြန့်ဝင်ရောက်လာတာဖြစ်ပြီးတော့တုံလိုင်းမဟာမိတ်တပ်တွေကဖြတ်တောက်တိုက်ခိုက်တာမှာမောင်းမရွာဖုန်ကြီးကျောင်းတိစုမှုထားနိုင်တယ်လို့ အစိုးရအမြင်ပြင်တရင်ရင်မြစ်ကအခုလိုပြောပြပါရခင်ဗျာဒီစစ်တပ်စစ်ကြောင်းတွေက မြောက်ပိုင်းတိုးမရတော့တောင်ပိုင်းကိုတိုးလာတာကမိုင်ကုန်းမောင်းမဘက်ကိုရေကြော်ကြီးရွာစကခစနစ်ဖက်နဲ့ကျိုက်တုံလမ်းပိုင်းဘက်ကနေဝင်လာတာမောင်းမမှာ16ရက်မနေ့ပိုင်းတိုက်ပွဲဖြစ်တော့စစ်တပ်တည်ရင်မှုအဆင့်မှာကြရတယ်သူတို့စစ်သားတွေကြရတယ်ကိုဘက်ကလည်း2ယောက်ကြရတယ်ပြန်ဆုတ်ပြေးသွားတော့အခုအဲ့ဒီနေရာမှာကိုတပ်ပေါင်းစုကထိန်းထားနိုင်တယ်လို့၎င်းကဆက်ပြီးပြောပြတာဖြစ်ပါတယ် လက်ရှိကော့ကရစ်မြို့နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းကျေးရွာတွေကိုစစ်တပ်စစ်ကြောင်းတွေဖြန့်ပြီးတော့အင်အားလုံးရင်းနဲ့တိုက်ခိုက်နေပြီးတော့နိုဝင်ဘာ16ရက်ကနေပြီးတော့19ရက်ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကလူထူဝစစ်ကြောင်းတရင်ရင်မြက်ကပြောတာဖြစ်ပါတယ်ခင်ဗျာသူပြောတာကတော့ဒီစစ်တပ်ကကော့ကရစ်ကိုဂျုံတိုးကနေစစ်ကူတော်တော်ရောက်နေတယ်နေတိုင်းပို့နေတာကောင်းမှု အောက်ဖို့တဲ့ပဲလေစစ်ကြောင်းနှစ်ကြောင်းတက်တယ်ကမိုင်ကုန်းဘက်ကလည်းထိုးတက်တယ်နောက်ကနေခလာရခွန်ကိုခွန်တက် ဒီစကကစနစ်ရဲ့အရန်တက်ရင်320တက်လှိုင်ဝမြောက်တက်တွေကနေလက်နေကြီးပြစ်ကူတနေလုံးတောင်ဘက်မြောက်ဘက်ပြစ်နေတယ်လို့၎င်းကပြောတာဖြစ်ပါတယ်။ဒီအခုနိုဝင်ဘာလ10ရက်ကနေ18ရက်အတွင်းမှာကော့ကရိတ်မြောက်ပိုင်းထီဖိုးဆန်ကြေးရွာအုပ်စု နောင်ကမ်းမိဖားလေကြေးရွာတွေမှာရှိတဲ့ကင်းနယ်လီမာမိပူပေါင်းတက်တွေကလိုက်လံပိတ်ဆို့တိုက်ခိုက်တာကြောင့် ဒီစစ်တပ်စစ်ကြောင်းတွေအကြဆုံးများပြီးတော့ဒေါနာတောင်အောက်ဗိုလ်ရဲလမ်းပိုင်းကိုစစ်စင်တဲ့စစ်ကြောင်းထိပိုးဆန်ကြေးရွာအပြင်ဘက်မှာရပ်တန့်နေတယ်လို့ဆိုပါတယ်ခင်ဗျာဒီစစ်တပ်ကရုပ်ကပွဲအတွက်စစ်ကြောင်းထိုးနေပေမဲ့လည်းဂျုံတိုးနဲ့ကော့ကရစ်မြို့ပေါ်ရပ်ကွက်တွေကူတာထိန်းချုပ်ထားနိုင်ပြီးတော့ကျေးရွာဒေသတွေကျေးရွာချင်းဆက်မြို့ချင်းဆက်တွေတဲ့လမ်းပိုင်းတွေကိုထိန်းချုပ်သိမ်းပိုက်နိုင်တာမရှိသလိုဒီဂျုံတိုးကော့ကရစ်မြောက်ဝတီအာရှလမ်းပိုင်းကိုလည်းအပြည့်အဝမထိန်းချုပ်နိုင်သေးဘူးလို့လည်းသိရပါပါတယ်ခင်ဗျာ နောက်တရင်တပုတ်ကတော့ဒီပဒန်းကုတ်ကြီးကျေးရွာအနီးတိုက်ပွဲပြင်းထန်နေပြီးတော့လေချောင်းကအပြင်းထန်ပစ်ကူပေးပြီးတော့ဒီနိုင်ရကံကိုလည်းခရမ်းထောက်ဖို့နိုင်ဖို့ကြိုးစားနေတယ်ဆိုတဲ့သတင်းကိုတင်ပြကြပါတယ်။ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့နိုင်ရကံကိုစစ်ကူပို့နိုင်ဖို့စစ်ကော်မရှင်ကကြိုးစားနေပြီးတော့အဲ့ဒီပို့လိုက်တဲ့စစ်ကြောင်းတွေမှာလမ်းမှာတိုက်ခိုက်ခံလို့တိုက်ပွဲတွေပြင်းထန်နေတာလို့သိရပါတယ်ခင်ဗျာ။ ဒီပြီးခဲ့တဲ့နိုဝင်ဘာ17ရက်နေ့ကဂုံကြီးရွာဤလမ်းသစ်ဘက်မှာစစ်ကော်မရှင်နဲ့အေအေပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားတွေ့ပြီးတော့စစ်ကော်မရှင်ကလေကြောင်းပစ်ကူတွေဇက်တိုက်ပြုလုပ်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒီမဆက်ခ905ရဲမှာအင်အားစုထားပြီးတော့စစ်ကူပို့နေတာလမ်းဟောင်းဘက်မှာစစ်ကြောင်းပြုတ်ထားတော့အခုလမ်းသစ်ဘက်ကနေပို့တယ်အဲ့ဒီဘက်တိုက်ပွဲဖြစ်နေတယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါတယ်ခင်ဗျာ မြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မဆက်က905အတွင်းကရိတ်ခါနဲ့ခရမ်းအပြည့်တင်ထားတဲ့စစ်ကားကြီး2စီးရင်ဘောပါအဆုံးရှောက်10ရောက်စီနဲ့အတူဒီဇင်ပြုံးရွာဘက်မှာထွက်ခွာသွားတဲ့အကြောင်းနဲ့တရင်ရင်းမြစ်တွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာဒီစစ်ကော်မရှင်ကနိုင်ရကံပြူဟာစခန်းမှာပြိမိနေတဲ့သူတွေကိုစစ်ကူပို့ဖို့လမ်းသစ်နဲ့လမ်းဟောင်းကနေပြီးတော့စစ်ကြောင်းနှစ်ခုခွဲပြီးတော့ခြေတက်နေတာလို့သိရပါတယ် ဒါပေမဲ့လည်းစစ်ကြောင်းမှာဂုံကြီးစခန်းကိုမကျော်နိုင်ပဲနဲ့ဂျားဖြတ်တိုက်ခိုက်ခံနေရပြီးတော့စစ်ကြောင်းလိုက်ပြုတ်တဲ့အခြေအနေကိုရောက်ရှိနေတယ်လို့ဆိုပါတယ်ခင်ဗျာဒီမြေပြင်ထောက်ပို့လမ်းကြောင်းပိတ်ဆို့ခံထားချိန်မှာစစ်ကောင်မချင်းကနိုင်ရကန်ဘျူဟာအတွင်းပိတ်မိနေသူတွေစီကိုလိုအပ်တဲ့လက်နက်ခဲနဲ့ရိတ်ခါတွေလေကြောင်းကချပေးတာတွေပြုတ်လုပ်လာတယ်လို့ဆိုပါတယ် ဒီလေချောင်းအကူညီချပေးတဲ့ခရမ်းနဲ့ရိခာဒုတ်တွေဟာအေတပ်ဖွဲ့ဒေစီကိုရောက်သွားတာတွေရှိတယ်လို့ကြံတဲ့အထုပ်တွေကိုထွက်ကောက်တဲ့စစ်ကော်မရှင်တပ်တွေကိုအေအေရဲ့ပြစ်ခတ်တိုက်ခိုက်မှုကိုခံရတဲ့အတွက်ဆယ်ဦးထက်မနည်းတေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။နိုဝင်ဘာ16ရက်နေ့မှာဗရန်ယွာရဲကအင်အားအပြည့်ပါစစ်ရင်တားနှစ်စီပသိမ်မွန်ယွာလန့်တိုင်းစူပရောင်းဝါလီတောင်ကတဆင့်ကန်တုတ်ဆက်ယုံခြင်းဆက်လန့်တိုင်းမောင်းနေသွားတယ်လို့လည်းသတင်းရင်းမြစ်တွေထံကနေပြီးတော့သိရပါဗျာခင်ဗျာ နောက်သတင်းတစ်ပုဒ်ကတော့ဒီအမေရိကန်လွှတ်တော်ထဲမှာမြန်မာအရေးဆွေးနွေးပြီးတော့ဒီမြန်မာအရေးဒီမိုကရေစီရေးကို ဖြည့်ရှင်းပေးဖို့သမ္မတထရန့်အစိုးရစီကိုတောင်းဆိုတယ်လို့ဆိုပါတယ်ဒီသတင်းကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာဒီနိုဝင်ဘာလ20ရက်နေ့အမေရိကန်လွှတ်တော်နိုင်ငံသားရေးရာအရှိအရှာနဲ့ Pacific Sub Committee အဆင့်မြင့်အဖွဲ့ဝင်နဲ့ဥက္ကဋ္ဌတွေဖြစ်ကြတဲ့လွှတ်တော်မှဒေါက်တာအေမီဘရာလွှတ်တော်မှယန်ကင်း နောက်အာရှနဲ့လေအာရှဆက်ကော်မတီအဆင့်မြင့်ဖွဲ့ဝင်တွေနဲ့ဥက္ကဋ္ဌတွေဖြစ်တဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့ဒီလွတ်တော်အမတ်တို့ဒီကနိုဝင်ဘာလ19ရက်နေ့မြမအရေးအချက်တဲနဲ့ပတ်သက်တဲ့ပူးတွဲဆက်ကော်မတီဂျာနာပွဲအပြီးမှာအဲ့ဒီလိုအမေရိကန်အစိုးရစီကိုကြီးညာချက်ထုတ်တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။ မင်းကပြုတ်လုခဲ့တဲ့နပါတီပူတွဲကျမ်းနာပွဲမှာလွတ်တော်မတ်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီအတွက်ရုန်းကန်ကြိုးပမ်းမှုကိုထောက်ခံအားပေးရမှာစီလုံးညီညွတ်ကြအကြောင်းပြသလိုက်ပါတယ်လို့အမေရိကန်လွတ်တော်အမတ်တွေကပြောဆိုပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာစစ်တပ်ကပြုတ်လုမဲ့ရုပ်ောက်ပွဲကိုအမေရိကန်အစိုးရကရှုံချပုံနဲ့အမေရိကန်အစိုးရရဲ့ဒီမြန်မာရေးအထူးကိုယ်တော်လှည့်ခန့်ရေးကိုလည်းလွတ်တော်မတ်တွေကတောင်းဆိုလိုက်ကြတာဖြစ်ပါတယ် ဒီမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြည်ဒီမိုကရေစီကျတဲ့အနာဂတ်ကိုပံ့ပိုးကူညီနိုင်ဖို့အနာသိအဖွဲ့ရဲ့လာမယ့်အယောင်ပြရွက်ောက်ပွဲတကိုအများပြည်သူရှေ့မောက်မှာရှုံချဖို့နဲ့အကြက်တဲကိုကင်တွယ်ဖြစ်ချင်းရမှာအမေရိကန်ရဲ့ကျူးပန်းအထောက်အမှုတွေကိုဥဆောင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာအထူးကုသလေနဲ့မူဝါဒညှိနှိုင်းရေးမှုတူကိုခန့်ဖို့အတွက်ကျွန်တော်တို့ကအစိုးရအဖွဲ့ကိုတိုက်တွန်းလိုပါတယ်လို့လွတ်တော်အမတ်ကပူရဲကြညာချက်မှာတောင်းဆိုထားတာဖြစ်ပါတယ်ခင်ဗျာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူတခြားနိုင်ငံတွေပူးပေါင်းဆောင်ရွက်ဖို့ဒီမိုကရေစီအရေးအတွက်ရုန်းကန်နေရတဲ့မြန်မာပြည်သူအလုံးနဲ့အတူအမေရိကန်ကယက်တီကြောင်လွတ်တော်မတ်တွေရဲ့ပူးရဲကြီးညာချက်မှာဖော်ပြထားပါတယ်ခင်ဗျာဒီနိုင်ငံတကာအတိုက်အဝန်းအနေနဲ့လည်းမြန်မာနိုင်ငံမှာရှိတဲ့လူမျိုးတုံးတက်ဖြတ်မှုနဲ့ပြည်တွင်းစစ်ကြောင်ဖြစ်ပေါ်လာတဲ့ဒုက္ခသည်အရေးအခက်ပေါ်တုံ့ပြန်တာတွေကိုရည်ရှိတည်တံ့စေဖို့နဲ့ပုံမူတုတ်တက်ကောင်းမွန်စေဖို့ ရိုဟင်ဂျာတွေကိုကြီးပြူထွက်လက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်နဲ့တခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့လုံဆောင်ရပါမယ်လွတ်လပ်မှုဂုဏ်သိက္ခာနဲ့ဒီမိုကရေစီအနာဂတ်ကိုရှာဖွေနေတဲ့မြန်မာပြည်သူအလုံးနဲ့အမေရိကန်ဟာဆက်လက်ယက်တည်သွားရပါမယ်လို့လွတ်တော်မှ၄ဦးရဲ့ကြေညာချက်မှာရေးသားထားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီတိုက်ပွဲသတင်းတွေကိုဆက်ပြီးတင်ပြကြပါမယ်အဲ့ဒါကတော့ဗမော်မြို့တိုက်ပွဲအခြေအနေကိုဒီဆက်ပြီးတင်ပြပါမယ် ဒီဗမောမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ KIO ကလက်လွတ်ရတဲ့စခန်းတွေဆိုတာမရှိဘူးလို့ပြောပါရတယ်။ဒီဗမောမျိုးသိမ်းတိုက်ပွဲမှာဆက်လက်ပြင်းထန်နေပြီးတော့နှစ်ဖက်တပ်ကထိခိုက်ဒဏ်ရာသေဆုံးတာတွေရှိတဲ့အကြောင်းလည်းသိရပါရခင်ဗျာ။ဒီစစ်ကောင်မရှင်တပ်ကလေရင်ဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေစစ်ကြောင်းထိုးပြီးတော့ဒီနေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းရှေ့တန်းနေရာတချို့မှာအပြန်အလှန်တက်ဆုတ်ခွာမှုတွေရှိနေတယ်လို့လဲ KIO သတင်းနဲ့ပြည်ညိုင်တောင်ကဘုံကြီးနော်ဘူးက 84မီဒီယာကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာသူပြောတာကတော့ဒီအခုပတ်အတွင်းတော့နေတိုင်းစုသလိုတိုက်ပွဲတွေပြင်းထန်နေပါတယ် KIA နဲ့ပူးပေါင်းတပ်တွေဘက်ကတက်နေတဲ့လောက်ခုခံတိုက်ခိုက်တာတွေကြောင့်မို့ဒီစစ်ကောင်မရှင်ဘက်ကတက်ပြန်ထုတ်သွားတာတွေရှိတယ်နယ်မြေအကျယ်ကြီးလက်လွတ်ခရတာမျိုးတော့မရှိပါဘူးရှေ့တန်းမှာနေရာယူထားတဲ့အပိုင်းတွေတက်ဆုတ်သွားရတာတွေတော့ရှိတယ်တခါတလေစစ်ကောင်မရှင်ဘက်ကတက်ဆုတ်လိုက်တခါတလေကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်ကဆုတ်လိုက်နဲ့ ရှေ့တန်းစစ်မြေပြင်ကအလေးထက်တစ်ခုပေါ့မြို့ထဲမှာကျွန်တော်တို့ဝင်ရောက်ထားနိုင်တဲ့နေရာအကြီးတွေကိုလက်လွတ်လက်ရတာတော့မရှိပါဘူးလို့ပြောဆိုတာဖြစ်ပါတယ်ခင်ဗျာဗမော်မြို့နယ်မှာရှိတဲ့နန်ဖားတမိုင်းလုံဗမော်တက္ကသိုလ်မိုးမောင်မြို့အထက်မှာရှိတဲ့၃မိုင်ဖန်ကားကုန်းနဲ့၄၀ခွန်တက်အနီးမှာရှိတဲ့မြို့သစ်ကွက်သစ်တို့မှာနေတဲ့တိုက်ပွဲတွေဖြစ်ပွားနေတာလို့သိရပါတယ်ခင်ဗျာ ဒီထိတွေ့တိုက်ပွဲအတွင်းမှာလက်နက်သိမ်းစီရမိတာတွေရှိတယ်လို့တက်ဆုပ်ပြရတဲ့နေရာတွေလည်းရှိတဲ့အကြောင်းရှီတန်းက KIA တပ်သားတို့ကပြောပါတယ်ရှေးရက်တွေကလည်းတင်းထားတဲ့နေရာတချို့ပြန်လွတ်လိုက်ရတာတွေရှိတယ်။မနေ့ကလည်းပြန်ဆုပ်ရတယ်၊ပြန်ဆုပ်ခွာရတယ်ဆိုမဲ့နေရာအကြီးတွေတော့မဟုတ်ပါဘူး။နေရာယူထားတဲ့နေရာအသီးလေးတွေပါပဲ။သူတို့ပဲခြေလျင်နဲ့ထိုးတက်လာတော့နှစ်ဖက်ဒီလုံးထွေးနေတဲ့သဘောဖြစ်နေတာပါလို့ပြောပါတယ်ခင်ဗျာ။ ိုက်ပွဲမှာနှစ်ဖက်တပ်ကထိခိုက်ဒေသုံးဒဏ်ရတာတွေရှိတဲ့အကြောင်းလည်းပြောပါတယ်။ပြီးတော့စစ်ကောင်မရှင်တပ်ကပြီးခဲ့တဲ့အောက်တိုဘာ6ရက်နေ့ကစပြီးတော့ဗမော်မြို့အတွင်းကမြို့ပြင်ကိုတဖန်ထိုးသိမ်းစင်လှုပ်ရှားလာတာကြောင့်နေ့စဉ်ထိတိတိုက်ပွဲဖြစ်ပွားခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။စတလာကျော်လောက်ကြာမြင့်လာပြီဖြစ်တဲ့ဗမာမျိုးသိမ့်တိုက်ပွဲအတွင်းမှာ KNA ပူပေါင်းတပ်ကစစ်ကောင်မရှင်တပ်စခန်းအပါနေရာများစုကို တိမ့်ပိုက်ထိန်ချုပ်ထားစေဖြစ်ပြီးတော့စစ်ကော်မရှင်တပ်ကတော့ရေချောင်းနဲ့လေချောင်းကစစ်ကူတွေနဲ့လက်နက်အင်အားဖြည့်တင်းတာတွေဇက်တိုက်ပြုလုပ်ကပြန်လည်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ဗမော်မျိုးတိုက်ပွဲသတင်းပြီးတော့ဗမောက်မျိုးကတိုက်ပွဲသတင်းအကြောင်းကိုဆက်ချင်ပါတယ်ခင်ဗျာဒီစကိုင်းတိုင်းဗမောက်မျိုးနဲ့အတွင်းကိုဒီစစ်ကောင်စီတပ်နဲ့ရှမ်းနီ SNA တို့ကလေချောင်းပစ်ကူနဲ့ဝင်ရောက်ဖို့ကြိုးစားပေမဲ့ထိခိုက်သေးသမှုများနေတယ်လို့ဒေသခံစီရေးသတင်းအရေးမြစ် ရဲဘော်တချို့ကပြောပါတယ်ခင်ဗျာနိုဝင်ဘာ18ရက်ကမြို့အနီးကနယ်သက်ဒေသနဲ့တိုင်းသားလူမျိုးတွေဖွံ့ဖြိုးတိုးတက်ရေးတင်တန်းကြောင်းနတ်တလကုန်းကိုစစ်တပ်ကပြန်ရပြီးတော့နောက်ပိုင်းမှာတိုက်ပွဲတွေနေ့စဉ်နေပွားဖြစ်ပွားနေတာလို့ဆိုပါတယ်ဒီနတ်တလကုန်းကနေမြို့ဘက်ကိုဆက်ထိုးနေတာဂျာမာတပ်ကွင်းမှာအဲ့ဒါကြောင့်နေတိုင်းလေနဲ့လာပစ်ကူရတယ်တခါလာရင်အလုံး30လောက်ရှိတယ်ကျဲတာဒါပေမဲ့မရဘူးလို့ဗမောက်စီးရင်အင်းမြစ်ကပြောဆိုတာပါ ဒါပြင်စစ်တပ်ကတိုက်ခိုက်မှုတွေများပြီးတော့နတ်တလဂုံဘက်ကိုနေ့စဉ်ပြန်ဆုတ်ရတယ်လို့ဒေသခံကာကွယ်ရေးရဲဘော်တဦးကလည်းပြောပါရယ်။မြို့ထဲမရောက်သေးဘူးသူတို့မဖောက်နိုင်ပါဘူးလို့ပြောပါရယ်။အခုနိုဝင်ဘာလအတွင်းမှာဗမောင်းမျိုးတိုက်ပွဲမှာစစ်တပ်ဘက်ကဒီအသေးခံဒုံးတွေရရှိပြီးတော့အလင်းဝင်လာတဲ့ SNA တပ်ဖွဲ့ဝင်တချို့လည်းရှိတယ်လို့သိရပါရယ်ခင်ဗျာ။မြို့အနောက်ဘက်ချမ်းကနေထိုးသစ်ဆင်လာတဲ့စစ်ကောင်စီတပ်အင်အား900ဝန်းကျင်ရှိပြီးတော့သကိုင်းအခြေစိုက်တပ်မ33လက်အောက်ခံတပ်ရင်းတချို့ အင်အားဖြည့်ထားတဲ့အပြင်အရင်မြို့နယ်အတွင်းတပ်ဆွဲခဲ့တဲ့တမကုံကုံလက်အောက်ခံတရင်တွေလည်းပါဝင်နေတယ်လို့စည်ရေးသတင်းအရေးမြင့်တချို့ကပြောပါတယ်ခင်ဗျာဗမောက်မြို့ကိုအမှတ်၁စစ်တေတာကိုကဲမှုနဲ့တော်လိုင်းတက်တွေကပြီးခဲ့တဲ့ဒီစက်တင်ဘာ20ရက်ကတင်ပိုက်ခဲ့တာ ဖြစ်ပါတယ်လက်ရှိစစ်စင်ရေးလုပ်ငန်းတွေအတွက်ဗမောက်မြို့မှာညမထွက်ရအမိန့်ကိုတော်လိုင်းတက်တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ရခိုင်ဘက်ကကြောက်ဖြူနယ်ကတိုက်ပွဲသတင်းတွေကိုဆက်ပြီးတွားကြပါတယ် ဒီကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ကထိန်းချုပ်ထားတဲ့နေရာတချို့ကို AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ဒီသတင်းကိုတင်ပြပါမယ်ခင်ဗျာ။ကြောက်ဖြူမှာအကြမ်းဖက်စစ်တပ်နဲ့ရက်ကတပ်တော် AA တို့အကြားနေရာနှစ်ခုမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့ဒီစစ်တပ်ဝင်ရောက်ထိန်းချုပ်ယူထားတဲ့နေရာတချို့ကို AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဒီတိုင်းချောင်းနဲ့မင်းပြင်အနီးမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့မကြသေးမီရပိုင်းကစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအေအေကပြန်လည်သိမ်းပတ်ရရှိနေတယ်လို့ဒေတာအတွင်းသတင်းရင်းမြစ်တို့ကဒီနေရင်စရာသတင်းဌာနကိုပြောဆိုထားတာဖြစ်ပါတယ်။တပ်ပွဲကနှစ်နေရာပြင်းနေတယ်စစ်တပ်ကအကြမ်းဆုံးများတယ်အေအေကစီးရာတေချာစစ်စစ်ပြီးအပိုင်ရမဝင်တိုက်တော့စစ်တပ်ကဒီအကြဆုံးများနေတာပေါ့အခုစစ်တပ်ကနေရာတချို့ကတောင်နောက်ဆုံးနေရပြီလို့ပြောပြတာဖြစ်ပါတယ်။ ဒီလက်ရှိအချိန်ထိတိုက်ပွဲကပြင်းထန်နေပြီးတော့လေကြောင်းကနေ jet fighter တွေနဲ့ပုံကျဲနေတယ်လို့ Navy တွေကလည်းလက်နက်ကြီးတွေနဲ့ဆက်မပြတ်ပစ်ခတ်နေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတာလို့၎င်းကဆိုပါတယ်ခင်ဗျာရှေ့ကတပ်တွေအားလုံးများလာတော့အခုလက်နက်ကြီးတွေစစ်တော်ကွာတုံလမ်းစုံထိရောက်နေပြီးပစ်ကူပေးနေရတယ် drone ကတော့ဆက်မပြတ်ချနေတာစစ်တပ်ကနောက်ထပ်စစ်ကူတွေပါစုပြီးပြန်ဆုတ်လာတဲ့စစ်ကြောင်းတွေကိုစစ်ကူပေးပြီးတိုက်နေရတော့တပ်ဘွဲကပုံပြပြင်းထန်နေတယ်လို့ပြောပြပါရခင်ဗျာ မင်းပြင်းတဲ့တိုင်ချောင်းကိုအကျန့်ဖက်ချက်တကပူပူနွေးနွေးသိမ့်ပိုက်ထားတာမကြသေးပေမဲ့လည်းအဲ့ဒီနေရာကိုအရကတက်တော်ကတံပြန်ထိုးသိမ့်တိုက်ခိုက်တာကြောင့်ချက်တကအသေးတန်ခုခံနေရတယ်လို့လည်း၎င်းကဆက်ပြောပါရခင်ဗျာချက်တကအေးတင်းကျုပ်ထားတဲ့ရွာတွေကိုထိုးသိမ့်တက်သိမ့်တဲ့အခါပေးရတာရမ်းများတယ်တချို့တိုက်ပွဲတွေဆိုရင်ယာနဲ့ချပြီးသေးတယ်အခုတက်ဆုတ်တဲ့အခါလဲချက်တကထပ်ပေးရတယ်နှစ်ထပ်ကွမ်းသိနေကြတာလို့ပြောပြပါရခင်ဗျာ မင်းနေလေကလည်းဒီမင်းပြင်ကြေးရွာတဲမှာဝင်ရောက်နေရာယူထားတဲ့စစ်ကြောင်းကိုအေအေကအငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်တာတွေကြောင့်စစ်တပ်အကြမ်းဆုံးများပြီးတော့အရှင်ဆယ်ဦးလောက်တုံ့ပန်းဖြစ်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာအကြမ်းဆုံးတွေနဲ့ရင်ဆိုင်ရပြည့်တဲ့နောက်မှာစစ်ဦးကျုံနေတဲ့စစ်တပ်ဟာဒီပဝန်းကျင်ကြေးရွာတွေနဲ့အနီးနားတောင်တန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကိုလုပ်နေတယ်လို့ဂျက်ဖိုက်တာနဲ့လာရောက်ပုံကျဲတာတွေကိုလည်းဒီဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ နိုဝင်ဘာလ22ရက်နေ့နေကမိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီများသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်